င်္ဂလာပါရှင်အမျိုးသမီးတို့အတန်းနေကြောင်းရှုစားကြရမှာပါဒီစီစဉ်ကတော့နိုင်ငံအရေးအကအမျိုးသမီးတွေရဲ့မတူညီတဲ့နာဂတ်ဤမှန်ချက်တွေမျောလင့်ချက်တွေခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုသူတို့ဘယ်လိုဖြတ်သန်းခဲ့ကြလဲလက်ရှိမှာရောဘာတွေဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါဒီဒီဘက်မှာတော့မြန်မာနိုင်ငံကိုဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်တဲ့တွင်နေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမျိုးသမီးအစီအစဉ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမအုပ်ဆုံးအနေနဲ့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဒေါန်ဆန်းစုကြည်ဘေးကင်းလုံခြုံမှုရှိကြောင်းတားဖြစ်သူပြောတဲ့သတင်းကိုအရင်ဆုံးပြောပြပေးပါမယ်။နေပြည်တော်ချုပ်ထောင်မှာစစ်ကောင်စီရဲ့ကျင်းကြခံရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ဟာမတ်လ28ရက်ငလင်လောက်ခတ်မှုတွင်ဘေးကင်းလုံခြုံမှုရှိရလို့သူ့ရဲ့သားဖြစ်သူကင်အရစ်ခေါ်ကိုထိန်လင်းကပြောပါရယ် မြမအရေးအတွက်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လေးဟာဒေသစံတော်ချိန်မတ်လ30ရက်မော်လယ်ပိုင်းကအင်ဒီယားနာပြည်နယ်ရှိ Fort Wayne မြို့မှာမြမမိသားစုတွေနဲ့တွေ့ဆုံခဲ့ချိန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ငလင်ဘေးတင်ပြည်သူတွေအတွက်ကူညီကယ်ဆယ်ရေးအစီအစဉ်တွေရှိပေမဲ့ဒါနဲ့ပတ်သက်လို့အကျယ်တဝင့်မပြောနိုင်သေးကြောင်းသူကဆက်ပြောပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအပါအဝင်စစ်ဘေးသင့်ပြည်သူတွေကိုအကူအညီပေးနိုင်ရေးဒေါ်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံရတဲ့ခေါင်းဆောင်တွေနဲ့နိုင်ငံရေးကျင်းသားအလုံးပြန်လည်လွတ်မြောက်ရေးတို့အတွက်လှုပ်ရှားဆောင်ရွက်နေတဲ့ကိုထိန်လင်းဟာအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးမြန်မာအတိုင်းဝန်နဲ့တွေ့ဆုံနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းအနေနဲ့သခိုင်းတက်ကြဒီတာတိလရှင်စတင်တိုင်းမှာတိလရှင်တပါးကိုကဲထုတ်နိုင်ခဲ့တဲ့အကြောင်းပြောပြပေးပါမယ်။ အရာပြင်းကလင်ကြောက်ပြိုကျပျက်စီးသွားတဲ့စကိုင်းမျိုးတက်ကြတီတာတီလာရှင်စာတင်တိုက်အဆောင်တွေကနေတီလာရှင်တပါအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီးပြန်လုံတော်မူသွားတဲ့တီလာရှင်သုံးပါးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကမတ်လ30ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။မြင်းကလင်ကြောက်တက်ကြတီတာတီလာရှင်စာတင်တိုက်ပြိုကျပျက်စီးလို့ပိတ်မိနေသူတွေကို စကိုင်းတိုင်းမိသက်ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းရှာဖွေကယ်ဆယ်ခဲ့တာမှာအခုလိုတွေ့ရှိခဲ့တာဖြစ်ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။ဒါ့ပြင်စူးပုံညာရှင်အစအုံပြိုကျပျက်စီးလို့ပိတ်မိနေသူတွေကိုလည်းရှာဖွေကယ်ဆယ်ခဲ့တာမှာတည်ဆုံးသူ၂ယောက်ရဲ့ရုပ်လောင်းတွေရှာဖွေတွေ့ရှိခဲ့ပါတယ်။ လင်းလောက်ခတ်မှုကြောင့်စကိုင်းမြို့ရှိမျက်မမြင်ကျောင်းတိလရှင်ကျောင်းတွင်ပညာရေးကောလိပ်အထကတက်စာတင်ကျောင်းဆွေတော်နန်းတဲခိုကန်းမြက်ကိုပိုင်ကျောင်းမြို့မပလီမိုးကြပလီလေးကျွတ်မြေအုပ်ကျောင်းခရိုင်ပြန်ဆက်ယုံအင်ဂျင်ပင်ကြောင်းနေလဂျုံဆက်ဆေးရွက်ကြီးပွဲယုံတက်ကြဒီတာစာတင်တိုက်ထုတ်ခေါင်ကြောင်းယန္တနာသင်္ခစာတင်တိုက်ဇဘူဒီပကြောင်းတိုက်တိုက်ဝါကြီးဖုံးတော်ကြီးကြောင်းတိုက်နဲ့လူနေအိမ်တွေပြိုကျပျက်စီးခဲ့တာပါ ငလင်းဆောက်လုပ်တဲ့အချိန်ကနေမတ်လ30ရက်နေ့ထိပိတ်မိသူပေါင်း36ယောက်ကိုအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီးတည်ဆုံးသူ88ယောက်ရဲ့ရုပ်လောင်းနေရှာဖွေတွေ့ရှိခဲ့တယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ထားတာပါမက်စလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9ရှိတဲ့အင်အားပြင်းငလင်ရဲ့ဗဟိုချက်ဟာသခိုင်းမျိုးနဲ့အနီးဆုံးဖြစ်တာကြောင့်တမျိုးလုံးနီးပါးမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ မက်စလာ28ရဲ့မိုးလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့စကိုင်းမြို့နီကိုဗိုလ်ပြုပြီး Inaris Starscale 9.8ရှိအင်အားပြည့်ငလင်ကြောင့်နိုင်ငံတော်အထိကိုက်ပျက်စီးမှုတွေများပြားခဲ့သလိုလက်ရှိချိန်ထိထိကိုက်ဒဏ်ရာရရှိသူတွေလည်းများပြားနေဆဲဖြစ်ပါတယ်။ဒီတစ်ပတ်မျိုးသမီးအစီအစဉ်မှာတော့ငလင်လှုပ်ခတ်ပြီးတဲ့နောက်6နိုင်ကျော်ကြာပြိုကျခဲ့တဲ့တိုက်ပုံတွေကနေခက်ခက်ခဲခဲပြန်ထွက်လာနိုင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။ ပြန်အောင်ဆုံးအနေနဲ့ညီမတို့ငရင်ဆလုပ်တဲ့အချိန်မှာညီမတို့ကဒီလေးရစာထင်းထင်းစားချင်ဖြစ်နေတာဆိုတော့ညီမတို့ကန်တင်းရနဲ့ထင်းထင်းစားပြီးတော့ညီမတို့ဒီရုံးငန်းကိုပြန်လာတာပေါ့နော်ရုံးငန်းကိုပြန်ဝင်လာအချိန်ချင်းကိုယ့်နေရာကိုထိုင်နေဆိုပြီးတော့ညီမအာစဉ်းစားတာရှိသေးရပေါ့နော်အဲ့မှာငရင်လုပ်တဲ့ဆိုရင်ညီမလေးတယောက်ကနေပြီးတော့အချက်ကျတဲ့အချိန်မှာခိုင်းပုံမှန်လိုအနေထားပဲထင်ပြီးတော့အော်ရေတံမှုတွေပါကြည့်ရပေါ့နော်လှုပ်တာပေါ့အဲ့ဒီမှာအဲ့ဒီမှာရှင်းချင်တော့မရဘူးအဲ့ဒါလှုပ်လာပြီးတော့ဘုန်းငနယ်ဆိုရင်ညီမတို့အပေါ်အဲ့ဒီမျက်နှာပြင်ကြီးကျုပ်ကြသွားတယ် သူကြတယ်ဒီခါတဲ့ပုံကြီးတစ်ခုလုံးအမှန်တော့ကို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 ဘာဖြစ်လိုက်လဲဆိုတာကိုပိုမသိဘူးဖြစ်နေတာတတိဝင်ဝင်ချင်းပါပဲညီမရဲ့မျက်နာကအောက်ကဖိနိုင်ကုန်နဲ့အပေါ်ကမျက်နှာချက်ချမှာညီမကမှောက်ရည်ကြီးဖြစ်နေတာအဲ့ဒါညီမကသက်ဆိုင်တဲ့အချိန်မှာမဟုတ်လို့မရဘူးခါတော့တွားကအแทဝင်ဝင်သွားဝင်သွားတဲ့အချိန်မှာအဲ့ဒါညီမတတိတတိတရနဲ့ပေါ့နော်ညီမဒီမျက်နာကိုဆွဲထုတ်လိုက်တာချက်ချို့ပဲအဲ့မှာဆွဲထုတ်ပြီးချက်ချင်းနောက်ထပ်ဆက်ထုတ်လိုက်တဲ့အချိန်မှာပဲညီမပေါ်ဟာရှိနေတဲ့ချက်ကအိကြွားညီမကအဲ့ဒီခေါင်းကိုဆွဲပြီးမထုတ်ဘူးဆိုရင်အဲ့ညီမဆက် ကျိုးပြောတင်နေတော့ဗောနကန်ကောင်းတာညီမတို့အပေါ်မှာရှိရဲ့မျက်နှာကျက်ကြီးကညီမတို့ကန်ထားပြီးလို့ပုံလည်းဖြစ်နေဒါပေမဲ့အဲ့ဒီမျက်နှာကျက်ကြီးကထားပြီးဆိုရင်လည်းနောက်ထပ်ညီလေးညီထက်လုံးမယ်ဆိုအဲ့ဒီမျက်နှာကျက်ကြီးကလည်းညီမတို့အပေါ်ထူကြမှာအပေါ်မှာကညီမတို့အပေါ်ထဲမှာရှစ်လွာတောင်ရှိရဲ့အဲ့ရှစ်လွာရဲ့အိမ်မကြီးကတစ်ချက်ဗောနဟိုဘလောက်ညီမဒီမျက်နှာကျက်ကခန့်နိုင်မှာလဲဆိုအတွင်းမျိုးဖြစ်နေတယ်ဟောပထမဆုံးအဲ့ညီမတို့ဗောနအဲ့ဒီလိုဖြစ်တဲ့အချိန်မှာတောင်းရင်းတစ်ချက်ချက်ဘယ်လိုမှထွက်လို့မရမှန်းဒီအချိန်မှာညီမတို့ပထမဆုံးဖုန်းတွေကို ကျွန်တော်တို့ကွန်တက်ထဲမှာရှိတဲ့များဒီဂျုံကလူတွေပေါ့နော်ဂျုံကလူတွေကအကယ်၍များဂျုံထဲမှာရှိရဆိုရင်ဒီလူတွေလည်းမလွတ်နိုင်ဘူး။ကြားလို့ရညာညီမတို့နီးဆက်ရပါတော့နီးဆက်ရတယ်ညီမ message ပို့တယ်။ကွန်လန်းခေါ်လို့လုံးဝမရအောင်ညီမရဲ့ညီမရဲ့ရောက်ခမညီမပို့တယ်ညီမရောက်ခမကြတော့ရန်ကုန်မှာညီမအဖေကိုပို့တယ်ညီမအဖေကတောင်ကြီးမှာညီမအမတွေကိုလည်းပို့တယ်ညီမအမတွေကတော့မန္တလေးမှာရှိရပါတော့။အဲ့လိုပို့တဲ့အချိန်မှာကံကောင်းထမဆောင်နေပဲညီမရောက်ခမစီရော message ရောက်သွားတယ်။ဒါပေမဲ့ညီမရောက်ရောက်ခမစီရောက်သွားတဲ့ message ရ 那你等于有改变吧，等于有通过这些条件啊，个人干的也好点嘛，你看等于有百米的吧，就过来的，但是呢，他还得掌握一下吧，那你等于有改变吧，所以还得掌握一下吧，哎，啥呀呀的呢？ ညီမရရောက်မှနဲ့အဖေကိုဖုန်းဆက်တယ်အဖေကနဲ့အေကိုဖုန်းဆက်တယ်ပေါ့နော်အဲ့ဒါအဲ့လိုပြောဆက်ကတော်တော်ကြာပါဖုန်းလိုက်မရတဲ့အတွက်သူတို့ဖုန်းဆက်တဲ့အချိန်ကညီမတို့စီကိုဟိုပါရောက်လာတဲ့အချိန်ကမှ၃နာရီခန့်ကျော်နေပြီဒါနဲ့ကန်ကုန်းလာတဲ့ဆိုတာညီမတို့အဖွဲတွေကအနည်းရဲ့ message ကအပြင်မှာရှိနေညီမတို့ရဲ့ GNC ရောက်လာတယ်ဒီကအပြင်မှာဒီအသက်သေးရမယ်လို့တယ်အဲ့ GNC နဲ့ပြောသူကယ်ဖို့လုပ်နေပါတယ်ဆိုပြီးတော့ message အကြောင်းပြောင်းလာအဲ့ဒီ message ဝင်လာပြီးတော့ညီမတို့ကဘယ်သူရှိရမှာပါ message မှာလက်ခံရရှိပြီးမရှိတော့ အချိန်မှာညီမလေးတွေကတရားကနေပြီးတော့ငူငူရေးညီမလေးအမအကိုကြီးတို့အပြင်မှာရောက်နေပြီညီမလေးတို့ကဲနေတယ်အားမကျော်နဲ့ညီမတို့အောက်ဆီဂျင်ရလာပါအောက်ဆီဂျင်ရှိလာဒါရှိလာပါတော့အားသိစားအကိုကြီးလုံးနေပြီဆိုတဲ့အတန်ကြာချိန်မှာညီမအကျန်းပြော်တယ်ဒါနဲ့အဲ့ဒါသိနေတယ်ညီမကအစနေလုံးတော့ကြောက်သွားတယ်ညီမတို့မသိဘူးလားငါတို့ဖြေတော့မရနိုင်တဲ့အခြေအနေတစ်ခုလားဆိုတဲ့အပြင်နဲ့ညီမတို့ကြောက်နေတဲ့ငူလေးကိုကြောက်ရမယ်ဘုံကလည်းပြောလို့မအိပ်ချင်အင်းမဖြစ်ဘူးဒီလိုဖြစ်နေတယ်ဖြစ်ဆိုင်ရဲ့တနင်္လာမှာဖြစ်နေတယ်ညီမက၃နိုင်တဲ့အခါအတန်ထက်ကြတယ်ညီမလေးငုံမူကြီးအကိုတို့လာနေပြီနော် ဟိုဟာကိုကြီးကိုလုံးနေကြတယ်ဆိုပြီးတော့အတန်ပြေးပြီးပျောက်သွားပြန်အောင်အဲ့ချိန်မှာညီမတို့အချိန်မှာအဲ့နော်လေအချိန်မှာတတိတတိမိရသလားဟိုအိတ်ပြောတယ်မသိဘူးပေါ့နော်အဲ့လိုလွတ်တစ်ချက်တတိမိရတစ်ချက်အဲ့လိုပုံစံနဲ့အဲ့ဒီအချိန်မှာနာနာအိတ်ဆဲနေကြတာမှာ ကျွန်တော်တို့ဘေးကအိတ်ဆိုတဲ့နေကြတယ်။ငါအတန်ကြီးပေးရပါတော့။ညီမဘေးကညီမတို့ဆိုရင်ကိုယ်ခဲ့တယ်။ဒီညမမကဒီညမမရှိနေရလို့ဖောက်ပါဆိုဒီညမမရှိပါတော့။အဲတို့ကြားတယ်ကြားတယ်ဟိုနဲ့ပေါ့နော်။အားရင်မဆုံးနဲ့သူတို့သူတို့တည်ရပေါ့နော်။အားရင်တော့သူတို့မောဟကြီးရောသူခုဖြစ်သွားမှဆိုလို့ဆိုပြီးတော့အဲ့ဒီညမမတို့အဲ့နေရာကိုဖြေကြတယ်။ဖြေကျွန်တော်တို့အတန်ကြားနေရညီမတို့အတန်ကိုသူကမကြောက်ညီမတို့ထူးရတဲ့အတန်ကိုသူကကြားတယ်။ညီမတို့ကတော့အလုံးလုံးနေကြတယ်။ဂျုံဟဝင်နေနေတယ်လို့။ဒါသူကသိနေတယ်မဟုတ်တဲ့အတွက်ပေါ့နော်။ဒီလိုတိုင်းလို့ဆိုရင်ဒီကလူတွေကအဆုံးရှုံးနိုင်တဲ့ဆိုတဲ့အနေအထားနဲ့သူတို့ဒီကျေစရေးရောက်တယ်ဆိုတော့ ေသေးရောက်လာတယ်ကေသေးရောက်လာတယ်မှာပစ္စည်းတွေနဲ့ဒီပုံပေါ့နော်ဒီဒီဒီအပေါ်ကပစ္စည်းတွေကျိုးရင်လည်းဆက်ဆက်တယ်ကျိုးအဲ့ဒါမှာအဲ့ကေသေးကြီးတမတယောက်ဆောင်ကုန်လေးရတယ်အဲ့အပေါ်ကအဲ့ကေသေးကြီးတမကလည်းဒီပက်နဲ့အနေအထားနဲ့ဒီမှာတို့နေရင်ကို ်ကျေးဇူးတော်ကြီးပဲကြီးစက်နဲ့ပြန်ပြီးတော့ဖောက်တယ်အပေါ့ကအဲ့အချိန်မှာညအလင်းရောက်လေးမြင်လာရတယ်ညအလင်းရောက်မြင်ရသေးအဲ့အလင်းရောက်မြင်အောင်ညမထိုးတယ်အဲ့အလင်းရောက်ကဘာလဲတော့ညမတို့ရဲ့အောက်ခြေဒီလိုပဲဒီကျန်းကြီးအောက်ခြေရနဲ့ညထိုးတယ်အကိုလေးဒီနေရာကအောက်ခြေနော်အောက်ခြေရနဲ့တပြေတက်လေတော့ထိုးလိုက်လို့ရှိရင်ညမတို့ထွက်လို့ရတယ်အကိုဆိုပြီးတော့ဟုတ်ပြီဟုတ်ပြီဆိုသူအဲ့နေရာဖောက်တယ်ဆောက်ရမှာတပြေတက်လေတော့ပွင့်သွားတဲ့အချိန်မှာညမရဲ့ပြီးမှာဗီဒီယိုတွေရှိတယ်တက်သားဗီဒီယိုတွေရှိတယ်တက်သားဗီဒီယိုအကုန်ပြည့်ပြတ်သွားရှိမှာတက်သားဗီဒီယိုတူနေထုပြီးလို့ရှိရင်အတက်မျိုးပြည့်ထုပြည့်ထုတဲ့အချိန်မှာအချို့ဟာရတဲ့ဖဲလို့မြောက် တိုက်နေရကြကန်မီထွန်းတန်တွေကိုတူတူနဲ့ဖြည့်ပြီးရမှာညီမတို့အဲ့အပေါက်ကနေပြီးအပြုံရောက်လာခဲ့တာ၆နာရီခွဲဝင်းကျင်တော့ အဓိကကတော့ညီမအဲ့ဒီတုန်းကရောက်တဲ့အချိန်မှာညီမကကိုကိုကိုတေးပြီးလို့ပဲထင်နေတာအဲ့ဒီအချိန်မှာညီမကညီမအမျိုးသမီးဆူဆူနေတဲ့အချိန်ပဲဖြစ်တယ်သူ့ကိုလည်းမလို့ကောင်းကောင်းမပြောခဲ့လဲရအောင်ပေါ့နော်ကို့မိသားစုကိုလည်းကိုမတွေ့ခဲ့ရအောင်ညီမအဆောင်မှနေကျုံကပြီးတဲ့အဆောင်မှနေနေရဖြစ်တဲ့အတွက်ကို့မိသားစုစီကိုမပြန်တာနှစ်လလောက်လည်းအချိန်အမေမျက်နှာလည်းမတွေ့ခဲ့ရအောင်အဖေမျက်နှာလည်းမတွေ့ရအောင်ညီမဘယ်သူမှမတွေ့ရတော့ဘူးဆိုတဲ့စိတ်ကတကယ်ကိုညီမချက်ဖို့အရန်ကောင်းတယ်ကိုဘလူပုံစံနဲ့ပြေးသွားမှလည်းအဆောင်ဦးပြီးပြီးပြီးမှလားကိုကယ်ဆယ်မှုမလာလို့အစာပြက်ပြီးပြီးမှလားရေငက်ပြီးပြီးမှလားဒီအတက်ရှူပြက်ပြီးပြီးမှလားဆိုတဲ့အတွေးတွေပေါ့နော်အများကြီးပဲ အချိန်မှာညီမအပြင်ထွက်လာအချိန်မှာညီမကိုဒီမှာဟိုလွတ်ထသွားပြီပေါ့နော်ဒီညီမကိုသူတွေဘသူပွေ့ချီသွားတာလဲပါလဲညာလဲညီမဘာတစ်ခုမှမမှန်မိတော့ဒါမှမှတ်မိကြတဲ့အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတော့ညီမဆေးရုံရောက်ပြီ ေးရောင်နဲ့ဒီမှာညီမကိုဆေးရောင်ကိုထက်နေတယ်ဆေးရောင်ကြီးရဲ့ဒီမှာဆေးရောင်ကကိုတက်တောက်ဦးကြီးဖြစ်နေညီမအဲ့ရလုံးဝမတော်သေးတော့ညီမကညီမကိုညီမအပြင်မှာဆိုသူ့ကညီမဘာမှမဖြစ်ပါဘူးညီမသွားနဲ့ဒီခန္ဓာကိုပုတ်ဖဲလာနေပဲရှိရပေါ့နော်ဒီသွားသွားကိုလည်းရတယ်ညီမနောက်နေ့မှတန်တန်နဲ့ပြလိုက်တော့ညီမအိမ်ကျန်ချင်တယ်ပေါ့နော်ညီမတို့အိမ်ကကြတော့အိမ်ကတစ်ထပ်အိမ်လေးဖြစ်တဲ့အတွက်ပြီးခင်းတယ်ရက်ကလေးတိတိလေးဖြစ်တဲ့အတွက်ဘာမှမဖြစ်ဘူးညီမအိမ်ကိုပဲပြန်ညီမဒီမှာညီမမိသားစုကြီးရောက်နေပြီပေါ့နော်အဲ့ဒီမှာညီမအမေကလည်းညီမတရင်ကြားအဲ့ဒီမှာသူမိနေသွားပြီသူမိနေသွားပြီပေါ့နော်ညီမအိမ်ကိုပဲပြန်ကြည့်နေညီမအဖေဆိုလို့ရှိရင်တောင်ကြီးမှာရောက်နေတယ် အဲ့ဒါကြည့်နေအိမ်နဲ့ရောက်လာဆိုတော့ဒီမှာအမေကိုဖက်ပြီးကိုယ်ဒါပေမဲ့ညီမအသက်ရှင်လာပြီပေါ့နော်ညီမအသက်ရှင်လာပြီညီမအသက်ရှင်လာပြီပြည်ပြတဲ့ညီမပျော်လဲပျော်လဲညီမဒီကက်ဖေးရဲ့နဲ့မလွတ်လာခဲ့ဘူးညီမမထင်ဘူးမထင်ခဲ့ဘူးပေါ့နော်နှစ်ရက်တိတိညီမအိမ်မပြောခဲ့ဘူးအိမ်မပြောချင်တယ်ညီမကိုစေခန့်သွားဖို့အကြံပေးရယ်စေခန့်သွားချင်ဘူး ACD ပေါ့နော် ACD ရဲ့ချင်လို့ဆိုညီမအိမ်မပြောဘူးပထမနှစ်ရက်လည်းအိမ်မပြောတာညလုံးမိတ်လိုက်လို့ချင်း ဘယ်နဲ့လုပ်တယ်လို့စဉ်းစားနေရတယ်ဒီကဘူးမူးနေအနေနဲ့ ACVD အစ်ဒီစင်ကဘာဖြစ်လဲဆိုညီမရဲ့မျိုးလုံးကအမှောင်တူကြီးတဲ့မျိုးအမှန်လည်းပြောရင်ညီမတို့ဟိုတယ်က public မှာဘယ်လိုမှမသိတတိုင်းဒီလာကြည့်ကြတာကိုတင်ကလေးဝဟိုတယ်ကြည့်ကြတာကိုတင်ညီမတို့ EOS Fitting Golden Sandy Hotel ကြည့်ကြတဲ့ဟာကိုဘယ် media ဘယ် page မှာအခုမှတင်ရင်းမရှိဘူးညီမတို့ကလေထွက်လာရဆိုတာတကယ်ကိုကန်ကောင်းလို့ညီမတို့ရဲ့အကြီးအကဲဒရိုက်တာတွေကညီမတို့ရှာဖွေပေးလို့ပုံညီတောင်းပေးလို့ဒါလာပြီးတော့ကဲပေးကြတာ ဘယ်သူမှအကျင့်စရင်းမလာဘူးညီမတို့ရဲ့ဟိုတယ်ညီမတို့ရဲ့ဒီ DN driver တွေကပူပေးပါညီမတို့ဒီမှာအသက်ရှင်နေပါတယ်လူလေးယောက်ရှိပါတယ်ပူပေးကြပါတယ်ဆိုတော့တကယ်စရင်းလာတယ်နောက်နေ့ပဲကျေစရင်းမှာညီမတို့ရှိမလာတော့ ။ဒါနဲ့ညီမတို့မင်းတိမှာရှိအဆောက်အဦတော်တော်များများကတော့အတိတ်အခြေအရတော့တော်တော်များများရှိပါတယ်။အဓိကတော့ကင်းစည်ရအခြေအနေရောက်မလာနိုင်တာရေ၊ကင်းစည်ရေးဒီအင်ဂျင်နီယာရေ၊ပစ္စည်းကိရိယာမဆုံတာရေကြောင့်လို့ဖြစ်ပါတယ်မ။ဒီမင်းတိမှာအဓိကတော့ပေါ့နော်ကင်းစည်ရေးပေါ့နော်။ကင်းစည်ရေးလိုအင်ဂျင်နီယာရေပစ္စည်းကိရိယာမဆုံနေတာရေပေါ့နော်။အခုတော့ညီမတို့ပြောတဲ့ဒီတရုတ်နိုင်ငံကပညာရှင်တွေရောက်နေလို့ပြောတယ်ညီမနည်းနည်းတော့တွေ့ရေပေါ့နော်။အဲ့ဒီမီဒီယာတွေကလည်းတက်လာတဲ့ဟာရှိတယ်။အဓိကမင်းတိမှာကမီးမီးအဆင့်မီးနေရတာရေဒီတက်သုံးစီနေရတာရေပေါ့နော်။အဲ့ဒါအဓိကခက်ခဲတယ်။တွားရလာရတဲ့အချိန်မှာတနေ ရောက်သွားဖို့ကားဆိုလို့ရှိရင်စီအကြိုက်တန်းစီရတယ်ဒါမရောက်ဖြစ်တာပါညီမတို့ဆိုလို့ရှိရင်အခုညီမတွေဟိုတယ်ကိုသွားတယ်ဟိုတယ်ကိုသွားပြီးတော့ဒီသတင်းတွေသွားပြီးတော့ဒီညီမလေးကိုကယ်ကိုလုပ်တဲ့အချိန်မှာစီရဖို့မင်းကိုရှာရတယ်ဒီပတ်ဝန်းကျင်မှာအကြီးကတော့သွားရေးလာရေးခက်ခဲတာရေဒီဒီစေစေရေးအဖွဲနေတာရေအဲ့ဒါလေးကြောင့်လို့ဒီမှာထင်တယ်ဒီဒီလိုမျိုးပဲเนาะလူအသေးညောက်များရတာလေတကယ်ဆိုလို့ရှိရင်အချိန်ဒါကယ်တဲ့တိုင်းမှာဆိုလို့ရှိရင်ဒီလောက်အသေးညောက်များနိုင်တယ်လို့လည်းမထင်ဘူးရှင် ဒီဘက်ရဲ့ကဘာတဝမ်းကမြို့သမီးစီစဉ်မှာတော့ဘန်ကောက်ကဆောက်လို့ရေးအလုံသမချမ်ပန်ကန်ရွန်ကတော့ပျက်စီးပုံကြီးတဲ့ကသူ ချစ်ရသူတွေကို ပြန်ကယ်ဆယ်နိုင်ဖို့မျှော်လင့်နေတဲ့အကြောင်းကိုပြောပြပေးမှာပါမြန်မာနိုင်ငံကိုပို့ပြတဲ့အင်အား9.9ငလျင်ကြီးလှုပ်ခတ်ပြီးမှဘန်ကောက်မြို့ကအဆောက်အုံကြီးလဲပြိုကျသွားခဲ့တာဖြစ်ပါတယ် အသက်39နှစ်ရွယ်ချန်ပန်ကတော့ပြိုကျသွားတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာပျောက်ဆုံးနေတဲ့အမေနဲ့ညီမဖြစ်သူကိုစောင့်မျှော်နေဆဲဖြစ်ပါတယ်မလောမဲကမလုံးဒုခကျွန်မအမေနဲ့ညီမကိုစောင့်နေတာပါအစာအုပ်တစ်ခုပြိုကျသွားတယ်ဆိုတာသတင်းမှတွေ့တော့ညီမကိုဖုံးဆက်ပေးမယ်ဖက်နဲ့ချင်းဆက်ဆက်ဖုံးမကင်ဒါနဲ့သူ့လုပ်ဖို့ကင်ဘက်ကိုမီးတော့သူလည်းညီမနဲ့အမေကိုဆက်သွယ်လို့မရဘူးလို့ပြောပါတယ်မပင်နဲ့ဆိုင် ငလင်နယ်ကြောင့်ထိုင်းနိုင်ငံမှာတေဆုံးသူ18ဦးထိရှိလာခဲ့ပြီးအများစုကဒီအဆောက်အုံပြိုကျမှုကြောင့်ဖြစ်ပါတယ်။ဘန်ကောက်မှာငလင်လောက်ခတ်ချိန်ချန်ဘန်ကအခြားဆောက်လုပ်ရေးလုပ်ငန်းဝင်တခုမှလှုပ်လှုပ်နေခဲ့ပါတယ်။သူညမကိုဖုံးဆက်ကြည့်ပေမဲ့ဖုံးမကင်ခဲ့ပါဘူး။ချောခွေရှင်နေဆုံးနေသွားတယ်။ဒီအဆောက်အုံလို့တခါမှမထင်ခဲ့ဘူး။ညမလည်းဒီအဆောက်အုံထဲမှာလှုပ်လှုပ်နေတယ်လို့မထင်ခဲ့ဘူး။အဆကသူတို့ဒီမှာအလုံးမလုံးပါနဲ့လို့ဆူတောင်းခဲ့တာ။ဒါပေမဲ့အခင်းဖြစ်ပွားရာရောက်လာပြီးအပြည့်စည်းတွေတွေ့ရခါ ထူးထောက်ကြသွားတော့တာပါပဲ။แล้วก็น้องกับแม่ล่าสุดตะแรกอยู่ที่ชั้น5ကျမအမေနဲ့ညီမကပြိုကျသွားတဲ့အစာအုပ်ငါးတက်မှာအလုပ်လုပ်နေကြတာညီမကအမေကိုခေါ်ဖို့ပြေးပြီးသူတို့နှစ်ယောက်နဲ့လုပ်ပေါ်ကိုင်ပတီအောက်ကိုပြေးဆင်းခဲ့ကြတယ်။ဒါမဲ့အမေကခြေတိုက်မိလဲကျသွားပုံရတယ်။ညီမကသူ့ကိုပြန်ကူဖို့ကြိုးစားတဲ့အခါမှာပဲသူတို့ထွက်မလာနိုင်တော့ပါဘူး။ ချမ်ပန်ဟာအမေနဲ့ညမကို နေရောညပါစောင့်ခဲ့တာပါသူတို့တွေရဲ့မျက်နှာကိုတစ်ခါပြန်မြင်ခြင်းတယ်လို့သူကဆိုပါတယ်အနာပိုင်တွေကတူးဖော်ရေးစက်တွေ drone တွေနဲ့ရှာဖွေကယ်ဆယ်ရေးခွေးတွေကိုအသုံးပြုပြီးအပြက်စီးတွေအောက်မှာပိတ်မိနေတဲ့လူ30ကိုကယ်ထုတ်ဖို့ကြိုးစားနေပါတယ်အ ਨੇ ဆုံး15ဦးကအသက်ရှင်တဲ့လက္ခဏာတွေပြသနေသေးတယ်လို့သိရပါတယ် အခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံအရေးရပ်ကမတူညီကြတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်ဒီမှာလဲဆောင်မြော်အားပေးကြပါအောင်ရှင်။ဒီစီဇန်နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးခြင်းနဲ့ဆိုရင်တော့ Facebook page ဖြစ်တဲ့ DBB Women Fight ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။